26.6 bar. You have acquired the following information from John Duffy regretting his business transition for year and nonsense December 2088. The balance on John Duffy capital account 1 January 2018 so the opening capital ကိုပေးထားတာဖြစ်ပါတယ်. Revenue for the year ဆိုတော့ revenue ရဲ့တန်ဖိုးကိုသူပေးထားပြီးသားဖြစ်ပါတယ်. ပြီးွားရင် all revenue and purchase are on credit ဆိုတော့သူလုပ်ငန်းမှာ revenue စင်းတွေရော purchase စင်းတွေရောအကျိုးစင်းတွေပဲရှိပါတယ် trade receivable collection predia ရဲ့ days ကိုပေးထားတယ် trade payable settlement predia ရဲ့ days ကိုပေးထားတယ် net book value ဆို non current asset non current asset ရဲ့ net book value တန်ဖိုးကတော့31 December 2088မှာ after charging depreciation of 13125 5250ဒါဆိုဒီစာကြောင်းရဲ့အတိတ်ပဲကတော့31ဒီဇင်ဘာ2018မှာရှိတဲ့ NAND current asset ရဲ့ net book value တန်ဖိုးက5250ဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။အဲ့ဒီ5250ဆိုတာ depreciation တန်ဖိုးနှုတ်ပြီးတဲ့နောက်မှာရှိတဲ့စရင်ဖြစ်ပါတယ် depreciation တန်ဖိုးဘယ်လောက်နှုတ်ထားတယ်လဲဆိုရင်တော့1325ကိုနှုတ်ထားတာဖြစ်ပါတယ် ။ဒါဆိုရင် depreciation ကလုပ်ငန်းရဲ့ expense ရင်းဖြစ်တယ်လေမဟုတ်လား။အမားတို့ရင်ကလေးသိထားတယ်။ဒါကြောင့်မလို့သူဘာကြောင့်ဒီ depreciation in the town 3125ကိုပေးထားရတယ်လဲဆိုရင်အမားတို့ကို income statement တွက်တဲ့ခါကျရင် depreciation expense ဆိုပြီးတော့စာရင်းသွင်းစီခြင်းတဲ့အတွက်ကြောင့်မလို့ပါ။ ဆိုရင်ဒီစာချောင်းမှာသူက depreciation expense တန်ဖိုးက13125ပေးထားပြီးတော့ non current asset ရဲ့တန်ဖိုးက52500ပေးထားတယ်ဆိုတဲ့ပုံဖြစ်ပါတယ်။နောက်ပြီးတော့ inventory at 1 January ရဲ့ inventory တန်ဖိုးဆိုတော့ opening inventory တန်ဖိုးပေးထားတယ်9392ဖြစ်ပြီးတော့ inventory at 31 January 2018ကကြာတော့တောင်းတထောင်နဲ့ဖြစ်ဆက်ရှိလို့ပေးထားပါတယ် closing inventory ဖြစ်ပါတယ် inventory turnover ရဲ့အဖြစ်50 times ကိုပေးထားတယ် net profit percentage ကိုပေးထားပါတယ် net profit percentage ဆိုတာကတော့ revenue e net profit percentage ဆိုတာ net revenue ဆန်ခါရပိုင်းလုံးဒီ net profit turnover ဖြစ်တယ်လို့ပြောချင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြီးရင်တော့ current ratio ပေးထားပါတယ် current ratio ကတော့အမတို့ဒီပုံစံတွက်တဲ့အခါမှာသုံးပြီးစရာမလိုပါဘူးခုလိုမျိုးပဲချက်ချင်းချက်ထားလိုက်ပါ ဒါမှမဟုတ်ရင်မတုံးပါလို့ရေးရေးထားလိုက်ပါ။ဒါပြီးသွားရင် the only current assets current assets စရင်ကတော့ our inventory and trade receivable ဆိုတော့ inventory စရင်နဲ့ trade receivable စရင်ပဲရှိပါတယ်လို့ပြောထားပါတယ်။ the bank account is overdrawn ဆိုတော့ bank account ကတော့ overdraft ဖြစ်နေပါတယ်လို့ပြောထားပါတယ် overdraft ဆို liability ဖြစ်နေတာပေါ့เนาะ that john duffy withdrew တရား AV for personal expand ဆိုတော့ John Duffy ဆိုပိုင်ရှင်ဖြစ်တဲ့ပိုင်ရှင်ကသူ့ရဲ့ပုံကိုရေးအတုံးစရိတ်အတွက်ကိုတပတ်ကိုတရားထုတ်သွင်းပါတယ်လို့ပြောထားပါတယ်။ပိုင်ရှင်ထုတ်သွင်းတာတဲ့အတွက်ကြောင့်မလို့ဒါကလုပ်နေတဲ့ drawing စရိတ်ဖြစ်တယ်ဆိုတာကိုသိပြီးသားဖြစ်မှာပါ။အဲဆိုရင် drawing မော်တာပါเนาะ ါက drawing စာရင်းဖြစ်တဲ့ drawing ကသူကတစ်ပတ်ကိုတရာထုတ်သွင်းတယ်လို့ပြောထားပါတယ်တစ်နှစ်မှာ52ပတ်ရှိပါတယ်တို့ကအခုတွက်တဲ့ခါကျရင်အမြဲတမ်းစာရင်းနှစ်က for the year and တစ်နှစ်စာတွေပဲတွက်ပေးရတာဖြစ်တဲ့အတွက်ကြောင့်အဲ့တရားကိုတို့ကဗာနဲ့မြှောက်ပြရမယ်ဆိုရင်52နဲ့မြှောက်ပြမှသာရင် drawing တံခိုးရမှာဖြစ်တယ်တောင်သိနေရမယ် ။အဲဆို require ရောက်သွားပါပြီ။ require မှာသူတွက်ခိုင်းတာကတော့ income statement ကိုတွက်ခိုင်းပါတယ် for the year end 31 December 2008 stock ကိုတွက်မယ်။သူတိုင်း SOP ကိုလည်းအမှတို့တွက်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါတော့ကိုတွက်ကြည့်အောင်အဲ့ဒါတော့မတော်ကပုံစံတွက်တဲ့ခါကျရင် walking ကနေစပြီးတော့တွက်ပါမယ်အဲ့ဒါဟုတ်ပြီ walking တွက်မယ်ဆိုတော့သူက ဘယ်ကနေစပြီး walking တော့မယ်ဆိုရင် trade receiver collection previous day ကနေအမလိုပါ walking ကိုစပြီးတော့လိုက်ပါမယ်။ဒါဆိုတော့ဟုတ်ပြီ။ trade receiver collection previous days ညချင်းဆိုတော့ရေးလိုက်မယ်။ရေးပြီးတော့ရင်သူ့ရဲ့ formula ကိုရေးပါ ဒါဆိုတော့အမတို့က formula ရေးပြီးသွားရင်ဒီပုံစံမှာက revenue တန်ဖိုးကပေးထားပြီးသားဖြစ်ပါတယ်။ဒီတော့အမတို့အဲ့ဒီကနေ trade receivable ကိုရှာလို့ရပါတယ်။တော့အဲ့ဒီကနေ trade receivable ကိုရှာလို့ရပါမယ်။ဒါရင်တော့ working number 2ကိုမအားလို့ trade payable settlement period ကနေပြမှာ ဲ့ရော walking number 2ကိုမတို့ကဘယ်ကနေတွက်မလဲဆိုရင် inventory tower tiles ကနေမတို့တွက်ပါမယ်ဒီ inventory tower က50 times ဖြစ်ပါတယ်။ဒီ inventory tower ရဲ့ formula ကိုရေးလိုက်ပါ။ပြီးပြီးသွားရင်တော့အဲဒီကနေမတို့တွေ cost of sale ကိုရှာလို့ရမှာဖြစ်ပါတယ်။ cost of sale ကိုလိုချင်ရင်မတို့က uh, average inventory ကို equal to တစ်ချက်50တိုင်းရှိတဲ့ဘက်ကိုပို့ရမှာဖြစ်ပါတယ်။ average inventory ကိုလိုချင်ရင် opening inventory နဲ့ closing inventory ကိုပေါင်းပြီးတော့နည်းနည်းစာအောင်နော်။ opening inventory ကပုံစံထဲမှာပေးထားပါတယ်ခွန်သုံးခုနှစ်ဆိုပြီးတော့အဲ့ဒါကိုခွန်သုံးခုနှစ်အပ closing inventory ကဘယ်လောက်ပေးထားလဲလို့ကြည့်လိုက်ပါ။ ကျေတော့များရှိရှိလို့ပေးထားပါမယ်။အဲ့ဒါကိုမှမအားလို့ပါနည်းနည်းစားပြရမှာဖြစ်ပါလေ။ရောအဖြေထုတ်လိုက်မယ်။ဆိုရင်တော့ cosoce ဖြေရတော့ပါပြီ။ cosoce ဖြေရရင် walking 3မှာမအားလို့ကအဲ့ဒီရလာတဲ့ cosoce ကနေအောက်ရှာမလဲဆိုရင်ပါချိဆက်ကိုချလို့ရပါလေ။ cosoce ကိုရဖို့အတွက်ဗာနဲ့ဗာနဲ့ဗာရီတွက်ထားတဲ့စဉ်းစားကြည့်ရအောင်။ ပန်းနီး inventory မှာပါချစ်ပါမီတော့ closing inventory နှုတ်ထားတာဖြစ်ပါတယ်။အဲဒီကနေမတို့တွေဘာလို့ရှာနိုင်တယ်လဲဆိုရင် purchase stamp ကိုရှာနိုင်ပါတယ်။ဒါဆိုရင် purchase stamp ကိုလိုချင်ရင် လို့တွားရမလဲဆိုရင် cos of စေးကိုတည်ပြီးတော့ open နေမှာလုပ်မယ်လူစင်းကတောင်းပါမယ်နော်ဒီတော့အဲ့ဒါအဲ့ဒီဖော်မြူလာထဲမှာမအားလို့ဒီအစားထိုးပြီးတော့တွက်လိုက်ရင်ရပါပြီ။ တကယ်တော့လေဒါဒီကြားထဲကဒီစာကြောင်းကထည့်မရေးပြီးလဲရပါတယ်။ဒါခါလဲမတို့တွေ purchase equal to ဆိုပြီးတော့တွက်လို့ရပါတယ်။ purchase equal to ဆိုပြီးတော့ cost of sale ကိုပုံမှန်ရရပါတယ်။ company တံခိုးကခုံးကုန်းကိုကိုယ်ပါတီတောင်ရရှိရှိဆိုတော့တွက်လိုက်ရင်အဖြေရမှာဖြစ်ပါတယ်။ အဆိုရင်တော့ purchase ဖြည့်ရပါပြီ purchase ဖြည့်ရရင် walking number 4မှာ trade paper settlement previous days ကနေ module တွေ trade paper ကိုရှာလို့ရပါတယ်ဒီရဲ့ formula ကိုရေးလိုက်မယ်။ပြီးတော့အဲ့ဒီ formula ကနေအမတို့တွေ trade paper ကိုရှာလို့ရမှာဖြစ်ပါတယ်။ credit purchase ကအပေါ်မှာရခဲ့တဲ့ purchase တန်ဖိုးကိုပဲပြန်သုံးရမှာဖြစ်တယ်နော်အဲဆိုရင်တော့ purchase trade payable တန်ဖိုးရပါပြီ trade payable လည်းရပြီဆိုရင်တော့အမတို့တွေ income ဒါဆိုအမတို့ income statement တွေ့ပါမယ် income statement ရဲ့အစက revenue နဲ့စပါတယ်ပုံစံထဲမှာ revenue တက်ဖို့ပေးထားပြသရှိပါတယ်အဲ့ဒါကိုအနောက် column မှာရေးလိုက်မယ်ပြီးရင်တော့ last cost of sale လို့ရေးပါမယ် cost of sale ထဲမှာ opening inventory ရဲ့ purchase ရဲ့အနှုတ် closing inventory ရဲ့ပါပါတယ် opening inventory တန်ဖိုးရဲ့ closing inventory တန်ဖိုးရဲ့ကပုံစံထဲမှာပေးပြီးသားရှိပါတယ်အဲ့ဒါတွေကိုရေးရမယ် purchase ကတော့ working 3မှာတွေ့ထားတာရှိပါတယ်အဲ့ဒါကိုထည့်ပေးလိုက်ပါမယ် ဒါပြီးရင်တော့ဖြည့်ထုတ်လိုက်တဲ့အခါမှာ gross profit ဖြည့်တွက်လို့ရတော့မှာဖြစ်ပါတယ်။ gross profit ရရင်တော့အမတို့က income ရတာမရှိပါဘူးနေလို့ရေးပါမယ်။ပြီးရင်တော့ expense ပုစားထဲမှာ expense အတွက် depreciation expense ကိုပေးထားတာရှိပါတယ်။အဲ့ဒါကိုထည့်လိုက်ပါမယ်။နောက်ထပ် expense ဘာရှိသေးလဲလို့ပုစားမှာကြည့်လိုက်ပါဦး။မရှိတော့ပါအောင်เนาะရှိတဲ့အတွက်ကြောင့်လုပ်ငန်းမှာ expense ဆိုတာဒီတစ်ခုလည်းရှိရအောင်မဖြစ်နိုင်ပါဘူးနောက်ထပ် expense ရှိကိုရှိရအောင်ပဲ ဒါကြောင့်မို့လို့ depreciation အောက်မှာနောက်တစ်ကြောင်မှာ other expense လို့ရေးလိုက်ပါမယ်။ other expense ရဲ့ဘေးမှာမတော်တွေ balance sheet item လို့ရေးပါမယ်။လည်းဒီ item ဆိုတော့ကကိုယ့်အနေကိုရှာမဲ့ဆွဲသဘောဖြစ်ပါတယ်ပုံစံတော့မပေးထားတဲ့အတွက်ကြောင့်ပါဒါဆိုရင်အခုလောလောဆယ်တော့မသိသေးပါဘူးအမှတော့ ထင်သာမြင်သာရှိအောင်လို့ question မလေးခံထားပေးပါတယ်ကိုကတော့ question မလိုက်မရေးပါနဲ့ရပါတယ်နေရာလို့ပဲချက်ပြီးတော့မြင်ပိတ်လိုက်ပါဒီတော့အသာ expert demo လည်းမသိတဲ့အတွက်ကြောင့်မို့လို့မတို့တွေကအသာ expert demo လည်းမသိတဲ့အတွက်ကြောင့်မို့လို့မတို့တွေက total expert နေရာမှာထည့်ရမယ့် demo ကလည်းမသိဘူးဖြစ်သွားပါတယ် အဆိုရင်ဟုတ်ပြီတခါတည်းနောက်တစ်ကြောင်မှာ profit for the year ရေးလိုက်ပါမယ် profit for the year ကတော့ပုံစံထဲမှာ net profit percentage 15ရာခိုင်နှုန်းဆိုပြီးတော့ပေးထားရှိပါတယ်သူရဲ့နောက်မှာကိုကနေပြီးတော့ revenue ရဲ့15ရာခိုင်နှုန်းဒီ net profit ဖြစ်သည်လို့ရေးထားပါမယ်ဒါဆိုရင်ဝင်ငွေရဲ့15ရာခိုင်နှုန်းက net profit လို့ပြောတဲ့အတွက်ကြောင့် profit for the year တန်ဖိုးလိုချင်ရင်ဝင်ငွေဖြစ်တဲ့3,6500ကိုတည်ပြီးတော့15ရာခိုင်နှုန်းနဲ့မြောင်းလိုက်ရင် profit for the year တံမိုးရမှာဖြစ်ပါတယ် profit for the year တံမိုးရလာပြီဆိုရင်တော့သူ့ဘောက question mark ကလေးကိုရှာလို့ရပါပြီဘယ်လိုရှာမလဲလို့ပြောရင်တော့အမတို့ကအပေါ်ကိုကနေပြီးတော့အဲ့ဒီ alpha တံမိုးကိုနှုတ်လိုက်ပါအဲ့တော့တသိန်းနဲ့3900တဲ့ကနေ3935ကိုနှုတ်လိုက်တော့8400 5000 25ရပါမယ်။ ပြီးကွင်းခတ်ပေးရမယ်ဒီရလာတဲ့တံပိုးက expense စုစုပါတံပိုးဖြစ်ပါတယ်အဲ့တော့ expense စုစုပါက8425ဖြစ်တယ်အဲ့ဒီမှာမှာ expense တစ်ခုရဲ့တံပိုးတည်နေတယ်အဲ့ဒီတံပိုးလို့အဲ့တံပိုး13125ဖြစ်တယ်ဒါဆိုရင်ဈာတဲ့က expense တစ်ခုရဲ့တံပိုးလိုချင်ရင်အဲ့8425နဲ့13125 125လေးကိုမတို့ဆောင်းလိုက်တဲ့အခါကျရင်ဘာသာ expander မျိုး9000တောင်းနဲ့အဲ400ဆိုပြီးတော့ရလာပါလိမ့်မယ်။အဲ့တော့ဟိုဘာသာ expander မှာထည့်လိုက်ပါ။ဆိုရင်တော့ income statement ဖြစ်ရသွားပါပြီ။နောက်ပြီးဆို SOP ကိုမတို့ဆက်တွက်ပါမယ်။ SOP column နှစ်ခုနဲ့တွက်ပါမယ်။ SOP မှာ assess non current asset လို့ရေးမယ်။ပို့စာထဲမှာ non current asset တံမိုးပေးထားပါတယ်။9,250ဆိုပြီးတော့အဲ့ဒါကိုထည့်လိုက်မယ်။ ပြီးရင်တော့ current assets ဖြစ်ပါတယ် current assets ကတော့ပုံစံမှာပြောထားပါတယ် inventory နဲ့ trade receivable နှစ်ခုပဲပါတယ်လို့ပြောထားပြီးသားဖြစ်ပါတယ်ဟုတ်တယ်เนาะဒါဆိုတော့ current the only current assets are inventory and trade receivable ဆိုတော့အဲ့နှစ်ခုပဲထည့်ပေးရမယ် inventory တန်ဖိုးက closing inventory တန်ဖိုးထည့်မယ် trade receivable က working one မှာတွက်ထားတဲ့တန်ဖိုးထည့်လိုက်မယ်အဲ့ဒီကနေမှာတို့တွေ total assets ကိုရှာလို့ရပါပါမယ် ဟိုတဲဆက်တံပိုးရပြီဆိုရင်တော့အောက်မှာ capital liability လို့ရေးပါမယ်။ပုံမှန်တိုင်းပဲ opening capital profit for the year ပေါင်းပြီးတော့ drawing နှုတ်ပါမယ်။ opening capital တံပိုးပုံစံရဲ့အစမှာပေးထားတာရှိပါတယ်။အဲ့ဒါကိုထည့်ပါမယ်။အနောက်ကလမ်းမှာ profit for the year အပေါ်မှာရခဲ့တဲ့ net profit ကတံပိုးကိုမောက်ထည့်ပါမယ်။ဒရောင်းကတော့ပုံစံထဲမှာပေးထားပါတယ်။ တပတ်ကိုတရားနဲ့ထုတ်သုံးထားတဲ့တစ်နှစ်မှာ52ပတ်ရှိတဲ့အတွက်ကြောင့်တရား50နှစ်နဲ့မြောက်ပြရမယ်။အဲဒီကနေမတို့ closing capital တန်ဖိုးရမှာဖြစ်တယ်။ဒါပြီး non current liability လို့ရေးပါတယ်။ non current liability ကမရှိတဲ့အတွက်ကြောင့်နေလို့ရလိုက်ပါတယ်။ပြီးတော့ current liability ကိုဆက်ရေးပါတယ်။ပုံမှန်တိုင်း trade payable ကနေအရင်စတယ်။ bank overdraft ဒီပုံစံမှာရှိတဲ့အတွက်ကြောင့် trade payable ဘေးအောက်မှာ bank overdraft လို့ဆက်ရေးပါတယ်။ trade payback က working flow မှာတွက်ထားတဲ့တန်ဖိုးထည့်ပါတယ်။ bank overdraft တန်ဖိုးမပေးထားပါဘူး။မပေးထားလို့ခြံထားလိုက်မယ်။ရင်ပိတ်လိုက်မယ်။ bank overdraft တန်ဖိုးမတည်တဲ့အတွက်ကြောင့် current liability ရဲ့စုစုပေါင်းဖြည့်တန်ဖိုးလည်းမတည်ပဲဖြစ်နေပါလိမ့်မယ်။ဒါဆိုရင်တော့အမတို့ကနောက်တစ်ကြောင်အနေနဲ့ total capital and liability လို့ရေးပါမယ်။အဲ့ဒီအဖြေကအပေါ်ကရခဲ့တဲ့ total asset ရဲ့အဖြေတိုင်းပြန်ပြီးတော့ပူရေးလိုက်မယ်။ 23925ရဖို့ဆိုတာအမားတို့တွေကအပေါ်က closing tab capital တာမိုးဖြစ်တဲ့6812ရဲ့နော် nil စရင်ရဲ့ current liability current liability စရင်ရဲ့ပေါင်းလာတာဖြစ်တယ်ဟုတ်လား current liability စရင်ရဲ့ပေါင်းလာတာဖြစ်တယ်အဲ့တော့ current liability မှာမှာမားတို့ကနှစ်ခုရှိရစီမှာတစ်ခုတန်ဖိုးသိနေတယ် ောက်တစ်ခုကတံပိုးသားလည်းမသိဘူးဖြစ်နေတာဒါဆိုတော့မတို့တွေဒီ question mark ကလေးကိုလိုချင်ရင်ဒီရှိနေတဲ့68132ရော13645ရောကိုမတို့ကဘယ်သူနဲ့တနှုတ်မလဲဆိုရင်73925နဲ့တနှုတ်လိုက်ပါအဲ့ဒါဆိုရင်အမလို့လိုချင်နေတဲ့ question mark ကလေးရသွားမှာဖြစ်ပါတယ်။ဒါဆိုရင်အမတို့တွက်ကြည့်ရအောင်။ပြီးတော့အမတို့တွေ အဲဆိုရင်ဒီရလာတဲ့ဒီ1698ဆိုတာကဒီ question mark ကလေးနေရာမှာရမှာဖြစ်ပါတယ်။အဲဆိုရင်ဒီ1900 1900 1968အဲ့တော့ဒီရလာတဲ့ဒီ question mark ကလေးကမတော်ဇာတ်ထဲမှာဆိုရပြီဇာတ်ထဲမှာထည့်မယ်ဆိုရင် current liability ရဲ့ဒုတိယတစ်ခုဖြစ်တဲ့ bank overdraft တော့မဟုတ်လား။ ။ဒါကြောင့် bank overdraft နေရာမှာအဲ့ဒီတန်ဖိုးအရင်ထည့်ရေးလိုက်မယ်။ဒါရပြီဆိုရင်တော့ဒီနှစ်ခုပေါင်းလိုက်ရင်ဒီ question mark ကလေးတန်ဖိုးမရအောင်လား။ရလာမှာဖြစ်တယ်။အဲ့ဒါနဲ့အမားတို့က36လေးနေလို့ပေါင်းလိုက်ရင် current liability ရဲ့တန်ဖိုးက15613ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်။ bank overdraft ရဲ့ဘေးနားမှာ balance item လို့ရေးလိုက်ပါ ခြားချက်ပေါ်လာတာဖြစ်ပါတယ်။ဒါဆိုရင်တော့အစိုးရပြည်လည်းအမားတို့တက်လို့ပြီးသွားပါပြီ။